မင်္ဂလာပါရှင်ဒီနေ့3လပိုင်း29ရက်နေ့ရွှေစီ4600ဘတ်ပါရှင်မနေ့ပြန်တနင်္ဂနွေလဲရွှေစီအတူတူပဲเนาะမနေ့ရောက်ပြီးတဲ့ဆိုင်ဖလန်းဆန်းစာတုပတိဒလာလွတ်ကျလင်ဈေးဆွဲ35အနီးမှာပါမနေ့နဲ့ပုံနဲ့ Facebook အကောင့်တွေ TikTok အကောင့်တွေအများအန်းရှိတဲ့အတွက်အားလုံးအထူးတတိထားကြပါပထမဆုံးရွှေဝယ်မဲ့သူရဲ့ပထမဆုံးရေးကြသွင်းမဲ့သူရဲ့စာရင်ရေးလာပါဗီဒီယိုကောခေါ်ပြီးမှငွေလွှဲကြပါရှင် ရွှေနံပါတ်သက်ရင်တတိမနံပါတ်နဲ့ဗန်နီတာသုံးပြုပါတယ်တတိမနံပါတ်ကျဲဝီဖာထိုင်းလိုအင်္ဂလိပ်လိုရေးထားပြီးသားတွေပြန်ပို့ပေးတာဖြစ်ပါတယ်အကောက်အထုတွေအထူးတတိထားကြပါရှင်မနေ့ကတော့ဖြစ်ပြသွားတဲ့ငလျင်တန်ကြောင့်ထိုင်းရောမြန်မာရောအားလုံးအခက်ခဲတွေဖြစ်သွားကြတယ်အဲပြစ်စည်းသွားကြတာတွေလည်းအများကြီးတွေ့တဲ့အတွက်အရန်စိတ်မကောင်းဖြစ်မိပါတယ်လို့เนาะအဲ့ဒါလေးလည်းပြောပြချင်ပါတယ်အားလုံးလည်းဘေးကင်းပါစေလဲအမြဲတမ်းဆုတောင်းပေးနေတယ်เนาะ အာတွေ့တဲ့ဟာဒီဆိုလို့ရှင်လည်းတီးတလောက်တော့မှတ်သားလိုက်နာဖို့လေးတွေလည်းတင်ထားပြီးတယ်ပေါ့ဒါကြောင့်မို့ဒီကဘာလုံးလည်းအေးချမ်းပါစီ BNK ပါစီမနေ့ကအမြဲတမ်းစူတောင်းပေးပါတယ်ရှင်